ကိုဝင်ငါးဘက်ရတဲ့အခါမှာတတိသားလောင်းကလေးလေးကနှလုံးဆခုန်ပါပြီနော်ကိုဝင်၁၄ဘက်ရောက်ပြီဆိုရင်တော့တာတာလီလာမီမီလီလာ ခွဲခြားသိနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့အထွာဆောင်ရိုက်ကြည့်လို့ရပါပြီရှင်ကိုဝင်၁၈ဘက်မှာသူကဗိုက်ထဲကနေပြီးတော့အပြင်ကအတန်တွေကိုစပြီးတော့ကြားရနေပါပြီနော်ဒါကြောင့်မို့မီမီတို့ဖေဖေတို့ပြောတဲ့စကားတန်လေးတွေကိုသူစပြီးတော့ကြားရနေပါပြီ အပတ်20ရောက်ပြီဆိုရင်တော့တာတာမိမိတွေအထဲထဲကနေကန်တာကိုမိမိတွေကစတင်ခံစားမိမှာဖြစ်ပါတယ်25ဘတ်မှာဆိုရင်ဂလီလီကမျိုးလုံးစောက်ပွင့်လာပြီးတော့28ဘတ်ရောက်တဲ့အခါမှာသူတို့မှာအိတ်ချိန်နေထချိန်နေ regular sleep cycle ကြီးရှိလာပါပြီရှင် 38ပတ်မှာဆိုရင်တော့ခနာကိုအင်္ဂါအစိပ်အပိုင်းတွေဟာကလေးလေးမှပြည့်ပြည့်စုံစုံဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ဒါကြောင့်မို့39ပတ်နဲ့အပတ်40တွေမှာ ကလေးလေးကိုအချိန်မရွေးမွေးဖားလို့ရပါပြီရှင်။အခုဗီဒီယိုလေးကတော့တရေသားလောင်းဖွံ့ဖြိုးမှုမှာအရေးပါတဲ့အချိန်ကာလအပိုင်းခြားလေးတွေကို share လုပ်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ။